မင်္ဂလာပါရှင်။နိုဝင်ဘာလ3ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယနေ့မနက်9နာရီခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားပီလောအရှေ့အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြဝကျွန်းပေါ်ကန်ယူနန်ဒေတာအနီးမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်ဟာဆက်လက်တရှိနေပါတယ်။အဆိုပါလေဖိအားနဲ့ရေဝန်ဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်36နာရီအတွင်းဘင်္ဂလားပီလောအရှေ့အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပီလောအရှေ့မြောက်ပိုင်း မြန်မာနိုင်ငံရခိုင်ကရင်ဦးတန်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြဝကျုပ်ပေါကန်းလိုဒေတာတွေတို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းဘေကလာပင်လယ်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နေငယ်မှတိမ်တင်တင်ဖြစ်ထုံးနေပါတယ်။ကယားပြည်နယ်မှာနေရာကျကျဲမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကျန်တိုင်းနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမှုထိတ်ချုံရွာပြီး ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္လာရီတိုင်းနဲ့မြို့ပြည်နယ်တို့မှာနေရွာကွက်ရုံမှုကြီးနိုင်ပါတယ်။ရွာရဲရာနှုံးပြေဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊တနင်္လာရီတိုင်း၊မြို့ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောက်လျက်ရှိနေပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်ချောင်းကမိုးရွာသွန်းခြင်း၊လေပြင်းတိုက်ခိုက်ခြင်း မူတီချုံချင်းမူကြုတ်ပစ်ချင်းမျက်စိလက်ချင်းနဲ့မူတီကျွေချင်းစတဲ့မိုးလေဝသဖြစ်စင်များဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ယူလန်တချောင်းနဲ့ကန်လုတ်ပင်လေပြင်းတို့မှာရဖန်ရခမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးတက်လေပြင်းကြာစေရေပြင်းပြင်းလေဟာတနိုင်းလေ35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။ လှိုင်းမြင့်မှာမြမကန်ယူနဲ့တခြားနဲ့ကန်းလုတ်ပင်းလေပြင်းတို့မှာရှစ်ပင်မဆယ်ပင်ခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမန်းချက်မှာရန်ကုန်တိုင်းမတလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေဝတီတိုင်းနဲ့မုံပြင်းနယ်တို့တွေမုထစ်ချုံပြီးနေရာကွက်ရွေးမူကြည့်ပါမယ်။မိုးလေဝသသတင်းစီစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ Windy တောက်ခုံးတို့မှရယူဖော်ပြထားပါတယ်။နိုဝင်ဘာလ3ရက်နေ့ PPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမသူစားပါ